နော်လေး Univer Channel ရဲ့ရမ်းမာရေးအစီအစဉ်လေးကနေကြိုဆိုလိုက်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Coffee ကြိုက်တဲ့သူတွေအဖို့တော့နေ့တနေ့ရဲ့အစမှာ Coffee လေးတစ်ခွက်လောက်တောက်လိုက်ရမှနေလို့ထိုင်လို့ကောင်းသွားတာပါ။ Coffee ကြိုက်တဲ့သူတွေလည်းဒီနေ့ကိုဘယ်နှခွက်တောက်လို့ရသလဲဆိုတာကိုသိထားတင်တယ်လို့ဖြစ်ပါတယ်။ဒီတော့ဒီနေ့ Coffee ဘယ်နှခွက်တောက်လို့ရသလဲ ကော်ဖီချစ်သူတွေအတွက်တော့မိုးလင်းလာတဲ့ကော်ဖီတောက်လိုက်ရမှဘဝကြီးကပြည့်စုံတယ်လို့ပါပဲမနက်ခင်းမှတည်းမဟုတ်ပါဘူးတနေ့တာလုံးမှလည်းတစ်ခွက်ပြီးတစ်ခွက်တောက်တတ်ကြပါတယ်တချို့ဆိုတရက်ကို ကော်ဖီကို၁ခွက်နီးပါးလောက်တောက်တတ်ကြတော့ကော်ဖီတွေဒီလောက်အများကြီးတောက်တာကောင်းရဲ့လားလူတစ်ယောက်ကတနေ့ကော်ဖီဘယ်နှခွက်တောက်လို့ရတယ်လဲဆိုတာသိထားတဲ့နေဖြစ်ပါတယ်တနေ့ကိုကော်ဖီဘယ်နှခွက်ဆိုတာထက် ကဖင်းဘလောက်တောက်လို့ရတယ်ဆိုပြီးပြောတာကပိုပြီးတဘာဝကြပါတယ်တီးလဲတီးကြပါတယ်ဘာကြောင့်လဲဆိုတော့ကော်ဖီကြောင့်အိတ်မပြောတာရင်းနှုံတာတွေက ကဖင်းကြောင့်ဖြစ်တာပါ FDA ရဲ့အစိုးရရတော့တရက်ကို ကဖင်း400မီလီဂရမ်လောက်ထိတောက်နိုင်တယ်လို့ဆိုပါတယ်ကားကနဖေးဆိုင်မှာတောက်တဲ့ကော်ဖီခွက်နဲ့တွက်ရင်၄ခွက်၅ခွက်စာလောက်ပေါ့ဒီလောက်ကတော့အန်ဒီယံမရှိတော့တောက်လို့ရပါတယ် ပြောရရင်တော့ coffee အမျိုးအစားကိုတောက်တဲ့ခွက်ပေါ်မူတည်ပြီး caffeine ပမာဏကွဲပြားတာကြောင့်အနက်ခွက်ဆိုတာထက်တနေ့တာ caffeine ဘလောက်တောက်မိပြီလဲဆိုတာကိုတွက်ချက်ပြီးတောက်တာကဟိုအသင့်တော်ပါလေဥပမာအသင့်တောက် coffee တွေမှာဆိုရင်တစ်ထုပ်ကို caffeine ဘလောက်ပါတယ်ဆိုပြီးရေးထားတတ်ကြပါလေ caffeine က coffee မှာတင်ပါတာမဟုတ်ပါဘူးခေါင်းတော့ရှုပ်မသွားပါနဲ့ဟုတ်ပါတယ် caffeine က coffee အပြင်နေ့စဉ်တောက်တတ်ကြတဲ့လက်ဖက်ရည် chocolate စွမ်းအားဖြင့်အချို့ကြီးနောက်ဆုံးကဖိန်းထုတ်ထားတဲ့ decaf coffee တွေမှာပါ တွေ့ရတတ်ပါတယ်။ဥပမာစွမ်းအားဖြင့်အချို့ကြီးတွေမှာဆိုရင်ကဖိန်း40-250မီလီဂရမ်ထိပါတတ်ပါတယ်။တရက်ကို coffee 5ခွက်လောက်တောက်လို့ရတဲ့ဆိုပြီး coffee လဲတောက်မယ်စွမ်းအားဖြင့်အချို့ကြီးတွေလဲတောက်မယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာကဖိန်းတွေများနေမှာပါ။ဒါကြောင့်ကဖိန်းလို့ပြောရင်ကော်ဖီကိုပဲမမြင်ပဲတခြားကဖိန်းပါတဲ့တောက်စရာတွေကိုပါ ထည့်သွင်းစဉ်းစားရမှာပါ။ကော်ဖီကရတဲ့ကဖိန်းကိုတင်တွက်တာမဟုတ်ပဲနေ့စဉ်တောက်သမျှတွေကကဖိန်းပမာဏစုစုပေါင်းကိုတွက်ပြီးတရက်ကို400မီလီဂရမ်မကျော်အောင်တည်ထားရမှာဖြစ်ပါတယ်။နောက်တစ်ခုကဒီကပ်ကော်ဖီပါ။ဒုတိယကြည့်ရင်ကဖိန်းထုတ်ထားတဲ့ကော်ဖီလို့ထင်စရာရှိပေမဲ့တကယ်ကသူ့မှာကဖိန်းပါနေပါသေးတယ်။ပါတဲ့ပမာဏပဲကျော့သွားတာပါ။ဒီကပ်လောက်ထားရင်တော့အခွက်ကိုကဖိန်း1မှ15 မီလီဂရမ်လောက်တော့ပါနေပါသေးတယ်။ဒီကပ်လောက်ထားတဲ့ဆိုပြီးစိတ်ကြိုက်တော့မယ်ဆိုရင်မတိလိုက်ပဲကဖင်းတွေညာနေကုန်မှာပါပဲ။ဒီတော့ကဖင်းလွန်နေပြီဆိုတာကိုဘလို့သိနိုင်မလဲ။တရက်ကိုကဖင်း400မီလီဂရမ်တောက်လို့ရတယ်ဆိုပေမဲ့ဒူတယောက်နဲ့တယောက်ရဲ့ခန္ဓာရည်ကမတူတာကြောင့်တချို့က400မီလီဂရမ်မပြည့်ခင်မှာပဲကဖင်းလွန်တဲ့ဓာန်ကိုခံစားရပါတယ်။သိတာတဲ့အချက်တွေကတော့အိမ်မပြောတာ၊ခနာမငြိမ်တာ၊စိတ်လှုပ်ရှားတာ ရင်တုံတာဘိုင်မကောင်းတာပြို့တာခေါင်းကိုက်တာနေလို့မကောင်းတာတွေခံစားရပါတယ်ဒါတွေခံစားနေရပြီဆိုရင်တစ်နေလုံးတောက်တာ ကော်ဖီ၅ခွက်မပြည့်သေးရင်တော့ရက်လိုက်ဖို့လိုအပ်ပါတယ်ဒါကကဖိန်းဓာတ်လွန်နေတာကြောင့်ဖြစ်နိုင်ပါတယ်သာမန်လူတစ်ယောက်အနေနဲ့တစ်ရက်ကိုကဖိန်း400မီလီဂရမ်တောက်လို့ရတယ်ဆိုပေမဲ့ခိုးဝင်ဆောင်တဲ့နိုးတိုင်မိခင်တွေကတော့ဒီတဲ့ short တောက်ဖို့လိုပါတယ် တရက်ကို300မီလီဂရမ်လောက်ပေါ့အထူးသဖြင့်ဈေးတွေတောက်ရင်သွေးအားနဲ့ယောဂါရှိနေရင်ပိုလျှော့ဖို့လိုအပ်ပါတယ်အသေးစိတ်ကိုတော့ဆရာဝန်နဲ့တိုင်ပင်ပါခလေးတွေနဲ့မိကောင်ပေါအရွယ်တွေကတော့ကဖင်းကိုမတောက်သင့်ပါဘူးမိဘတွေကခလေးကို ကော်ဖီမတိုက်ကြပေမဲ့အားဖြင့်ချိုရီတွေတိုက်တတ်ကြတော့ဒီထဲမှာ ကဖင်းပါဝင်မှုများလို့အတိထားဖို့လိုအပ်ပါတယ်ကော်ဖီကတင်းတင်းနဲ့ပမာဏတောက်ရင်ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ် ဘယ်ရာမစိုးတန်စေလွန်ပေးဖြစ်တာကြောင့်ကိုချမ်းမရေးပေါ်မူတည်ပြီးချင်းချင်းတောက်ဖို့တော့လိုပါမယ်နော်။ကဲဒီလောက်ထိနားထောင်ပြီးပြီဆိုရင်တော့ဒါလေးတွေကိုလည်းတတိထားနိုင်ကြပါစေနော်။ဝင်ရောက်ကြည့်ရှုအားပေးသူတဝူးတယောက်ချင်းစီတိုင်းကိုအတူပဲကျေးဇူးတင်ပါတယ်။ရမ်းမာရေးသိပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုစင်စက်မပြတ်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ Knowledge Universe Channel လေးကို Like လေးနှိပ်ခဲ့ပြီး subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။